အစရရင်တခုရဲမဟုတ်အဲ့လိုမျိုးကိုလေးအကျိုးရှိရမယ်ပြိဿလင်းဓာကြီးရတူနဲ့မယ်ဒီတစ်ချိန်ရရင်ဆိုနေလည်းဘယ်သူမှလာမချီတော့ဖုန်းဝဲပြန်ကြရပါဘူးအဲ့လိုမျိုးလေးပေါ့နော်အဓိကအဲ့လိုစေတနာလေးထားပြီးတော့အလုပ်လုပ်တယ်ခုနဈေးဆိုတာလည်းအဲ့လိုပဲသူလည်းကြိုက်ရမယ်ကိုလည်းအဆင်ပြေရမယ်ဘွန်းတို့ကြတော့လေကို့ကိုတန်းတယ်မျိုးဆိုင်အောင်စင်မလားဆိုတော့လေဘွန်းတို့ဘက်ကလုံးဝမစင်နိုင်ဒါပေမဲ့အမောင်ကတော့တခုလေးပေါ့အဲ့ဒီအမောင်လေးကသူလည်းအဆင်ပြေမယ်ကိုလည်းအဆင်ပြေမယ်ပြိဿလည်းပျော်ရွှင်မှုရအောင်စင်မယ်ဆိုတဲ့ခါလေးနဲ့တော့ရဲ့တရေရှိခံတာပါ ဟုတ်ပါရဲ့အဓိကကတော့ဒီအောင်မြင်မှုတစ်ခုရဖို့ဆိုတာမလွယ်ပါဘူးအဓိကအောင်မြင်မှုရဖို့မလွယ်တဲ့လူရတဲ့အောင်မြင်မှုကိုလည်းရရှိတည်ရမှုဆိုတာမလွယ်ပါဘူးဒါပေမဲ့အရင်ခေတ်နဲ့အခုခေတ်နဲ့ကွာသွားတာအခုခေတ်ကကျတော့ဒီလိုမျိုးဆိုရှယ်မီဒီယာတွေကတွင်းတွင်းကျကျအရင်တုန်းကလည်းအတွက်ကြောင့်မလို့ဖတ်ဆိုပြီးတော့ရောက်သွားဖို့တော့လွယ်တယ်ထိတ်တခုအရင်တော့လည်းမဟုတ်ရင်တော့ဆိုလို့ရှိရင်ဟိုကုတ်ကုတ်ကို promote လုပ်လို့မရဘူးအခုခေတ်ကတော့ဘယ်နေရာဘယ်မြို့ဘယ်ရွာမှာပဲရှိနေရှိနေကုတ်ကုတ်ကို promote လုပ်တက်လို့ရှိရင်ဟိုထိတ်ကိုဖတ်ဆိုပြီးရောက်သွားဖို့ကလွယ်တယ်ဒါပေမဲ့ခုနပြောသလိုပေါ့ရောက်သွားတဲ့ဟာစီးစောလေးလို့ပြန်မကြသွားဘူးကတော့ကိုယ့်ရဲ့ အဲကံညာဆန်အကုန်လုံးနဲ့ဆိုင်တယ်နောက်တစ်ခုစေတနာပေါ့နော်ပောက်သွားရင်ပြီးရောစေလုံးလိုက်တာခဏလေးအတွက်တော့ရရတယ်ဒါပေမဲ့ရေရှင်တီးတဲ့မှုကြတော့အရေးသူကြီးအရေးချင်းနေရာစမှာပြောလိုက်ပြီးတော့ဒီကပြိသက်ပေါ်ထားတဲ့စေတနာပေါ့နော်ဆိုတော့အောင်မြင်ခြင်းလို့လောက်တာဆိုတာထဲစေတနာနဲ့လောက်လို့ရှိရင်ရေရှည်ရအဲအဓိကကတော့စိတ်စေတနာမှန်လို့ရှိရင်မှန်လို့ပေါ့ကိုကပြုံးပြုံးလေးကြည့်နေမှာတော့ကိုအပြုံးနေနေအငြင်းနဲ့ပြန်ပြီးတော့ feedback ရနေမှာပါ လူရလေဒီခေတ်မှာပိုရောင်ဆိုးသေးတယ်ဟိုတနည်းတနည်းမှာလောဘဒေါသမောဟရင်းနဲ့ဖြတ်သန်းနေတာလူတွေမှာအများကြီး stress တွေရှိရဲအများကြီး pressure တွေရှိရဲအဲ့လိုအချိန်မျိုးမှာတယောက်နဲ့တယောက်ချစ်ပေးဖို့ဆိုတာမိသားစုမောင်နှမမှာတော့လက်အတူအရှိလက်ငါးဆောင်မှမညီဘူးဆိုတော့တယောက်နဲ့တယောက်စိတ်ချင်းတူဖို့တယောက်နဲ့တယောက်ချစ်ပေးဖို့ဆိုတာအရန်ကိုခင်ရင်ပါတယ်။ဘာပြောအဲ့လိုမျိုးချစ်ပေးရဆိုတာအဓိကတော့ point ခုနပြောသလိုအဓိကတော့အလုပ်ပေါ်မှာထားရင်စေတနာပရိသတ်ပေါ်မှာထားရင်စေတနာတွေကြောင့်လို့ပဲ point ရတော့တင်ပါတယ်။အော် point ရတော့ခုနပြောသလိုပေါ့နေရောက်လို့ရှင်လဲကိုဖတ်လိုက်တာပဲနန်းလိုက်တာအဲ့ဆိုစိတ်မှာအိုးသူတို့ကောက်ချစ်ရှာတယ်ဆိုပြီးជីနူးပီတီလေးနဲ့အဲ့လိုမျိုး အရင်ပျော်ရွှင်ပါတယ်အအခုကတော့မိုးရင်းဆိုတော့နည်းနည်းတော့ဟိုပါဖြစ်သွားပြီပွင့်တောက်လျှောက်ကပွင့်လေးရတည်းကလုံးဝမအားဘူးမအောင်စတောက်လျှောက်ပွဲတွေတောက်လျှောက်ဆိုအခုနကကိုသားကြီးကိုပွင့်ပြောသွားတယ်လို့ပေါ့နော် brand တစ်ခုနဲ့သူနောက်နှစ်ဒီ extension ရဖို့ဆိုတာဒါသူ့ရဲ့တကယ်ကိုစူးစမ်းအထောက်မှုတကယ်ကိုအရေးအချင်းသားဟိုမှာပွင့်ဆိုလုံးမှာတနည်းအားရောက်သွားပြီအဲ့ရပွဲရဇက်တိုက်ခွဲပွင့်ဆိုဒီ အဲဒီပွင့်နေရသည်ဆိုလို့ရှိရင်တက်လာမှာရက်38 15ရက်ရက်20မုန်တီနေမှာတော့ရှောက်မပြန်ရခုနပြောသလိုဒီနေရာကကိုယ့်ကိုပြန်ငှားဘူးဆိုတာ contract ကကိုယ့်ကိုနှစ်သက်တယ်ဆိုတာဒါပြိသက်တွေရှိနေလို့အဓိကပြိသက်တွေကိုယ့်ကိုချစ်နေဆိုတာခုနပြောသလိုစေတနာမှန်လို့ဆိုပွင့်ရတော့နောက်ပိုင်းမှာတော့တစင်းဆိုရဲအဲ့လိုခလေးဘက်ကိုပို့ပြီးတော့ဖိလို့ဖြစ်နေမှာဘာလို့လဲဆိုတော့အဲ့ဘက်ကကြာပြိသက်ရဲ့ feedback ကိုချစ်ချင်းလဲရတယ်ပြီးတော့အဲ့လိုစင်ပေါ်မှာသူတို့လာပေးလိုက်တဲ့ အဲစုကြီးမှာမဟုတ်ပန်းလေးတစ်ပွင့်အမုတ်လေးတစ်ထုပ်ကစားရန်ကိုကြည်နူးရင်ခုံလိုက်ဆိုတော့ဒီကကတော့အဲပွဲဟို series ကလည်း baby ပွဲကလည်းဒီကိုတော့လေးထွက်ထားရင်နောက်ပိုင်းမှာပွဲတွေကပိုဆိုးတော့နောက်ပိုင်းတော့အဓိကရိုက်တာတော့ရိုက်မယ်ဒါပေမဲ့အဆိုဘက်ကိုတော့ပို့ပြီးတော့လုံးဖြစ်ပါလိမ့်မယ်အဓိကတော့ခုနပြောတဲ့လိုအဆိုကြတော့ရက်တိအများကြီးမပြီးအောင်တညဆိုတညနှစ်ညဆိုနှစ်ညပူပြီးပြိသက်တွေနဲ့ပို့ပြီးတော့ထိတိကျရတယ်ခုနပြောတဲ့လိုပေါ့ အဟိုရန်ကုန်မှာနေရတဲ့အချိန်လေးပိုနေလာတယ်တဖြည်းနဲ့အဲ့ဒီဘက်ကလည်းပိုခုနကပိုပျော်ရွှင်နေပြီးတော့ငငယ်လေးလေးကလည်းပိုတချင်းဆိုတာဝါသနာပါတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဘက်ကိုပို့ပြီးတော့ဟိုဂီတာဘက်ကိုပို့ပြီးတော့လုတ်ဖြစ်တယ်လို့ဖြစ်တယ်တခါလေးဆိုတငယ်ချင်းလေးဆိုနောက်ကြာဟဲ့မင်းကဂီတာလားရုပ်ရှင်လားဂီတာရောရုပ်ရှင်ရောအနုပညာပါပဲဒါပေမဲ့လည်းခုနကပြောသလိုပေါ့ပွဲနေကြရက်တီကျူကျူချိတ်ထားတာများတော့ ဂီတာဘက်ကိုပို့ပြီးတော့လှုပ်ဖြစ်တယ်လို့ဖြစ်တာပါဒါပေမဲ့ကြော်ညာရိုက်တာတို့ပါတော့အဲ့လိုမျိုးနေရောလှုပ်ဖြစ်ပါတယ်ဒါပေမဲ့ခင်ဗျားပြောသလိုပေါ့ရက်အရှိအေးပြေးဖို့ကြတော့ပွင့်လင်းရာဒီမှာကြာပွင့်လို့သင်းစုပြီးတဲ့တွေတော့ကြာခက်ခဲတယ်ကိုเจ้าနဲ့တခြားသူတွေအနောက်ဆက်ဖြစ်မှလဲဆိုရဲခုနပြောသလိုပေါ့နေထိုင်လေးတစ်ခုမှာတော့ကိုကိုကိုတော့ထိန်းစင်တာလေးတော့ရှိတာပေါ့နော်ဟိုကလေးတော့တော့ဘာမှမသိဘူးအရိုက်ဆိုရိုက်လိုက်တာပျော်ပြရိုက်လိုက်တာအခုချိန်တော့ပြောလိုက်တော့ဟွန်းအဲ့လိုမျိုးတစ်ခုခုအပြောခံရရင်တိတ်ပြီးတော့လဲဟိုအဓိကတော့အပြောလဲမခံချင်ဘူးပရိသတ်ကိုအဓိကတော့ ဟိုသူတို့တကယ်အကြိုက်နေခုနပြောသလိုပေါ့အချိုစားခြင်းနဲ့သူအချိုပဲကြွေးခြင်းနဲ့အဆက်ကြိုက်တဲ့သူအဆက်ပဲကြွေးခြင်းနဲ့သူတို့အချိုလို့ကျွန်တော်ကိုအဆက်ပေးလိုက်တာမျိုးဖြစ်မှလဲဆိုရဲအဲ့တည်းခုနပြောသလိုပေါ့စဉ်းစားလေးစဉ်းစားလေးဟိုလူကြီးပြောသလိုပေါ့ဟို20လောက်မှအိမ်အောင်ကြရလွယ်တယ်40လောက်မှဆိုခတ်သွားရဲအဲ့လိုပဲပွင့်လို့လေအမှုပညာတက်တဲ့နုနုကလေးနဲ့အမှုပညာတက်တဲ့အထိုင်လျှောက်ရှိလာတဲ့အချိန်မှာနည်းနည်းလေးတော့အရင်ထက်ဆိုင်ရင်တော့ဟိုဒီနေရာလေးငါလုံးလို့တင့်မှမလားဆိုရွေးချယ်မှုလေးတွေတော့ဖြစ်လာပြီပေါ့ နေမိမှာဆိုပို့ဆိုးတယ်တကယ်ရွာဒီမှာလုတ်တဲ့ချိန်မှာလေသူတို့ကရန်ကုန်မှာလို့ကားလေးနဲ့သွားလို့မရအောင်ညာကြီးမိုးချုပ်ကိုယ့်ကိုချစ်လို့လို့ဒီရွာတရွာမှာလုံးဒီရွာအကုန်လုံးနာစားဖွင့်ဆိုဒီမုံပြင်းနေမှာဆိုပို့တိတာတယ်ဟိုမှာတထုံသီးလေးထောက်လျှောက်ဖွင့်သွားရတယ် ပါအကုန်လုံးအဲ့ဘောတော်တော်များများတော့ရဲစိုက်ကိုဒါပေမဲ့ဒီမျိုးသွားပြီဆိုရင်ဟိုဘက်ကရွာတွေကစာလိုက်လာကြအဲ့လိုမျိုးအဲ့တော့ပြိသက်ကလည်းကိုယ့်ကိုချစ်နေလို့ဒါထားပါတော့ဒီဆိုတော့ဒီမြို့ပညာရှင်ကိုမြင်မှုနေပြီပဲဒါပေမဲ့သူဘာဘာထက်ပြီးမလဲဘာထက်ပြီးမလဲဆိုစိတ်နဲ့လိုက်လာအဲ့ဘောပြစ်သွားပေါ့ contract ဆိုပြောရဲအရန်စီတနာပါတယ်အလုပ်လုပ်တာပွင့်ဆိုလို့ရှိရင်လူကအရှမ်းများရယ် cycle stand ကြီးအစားပွင့်ထွက်တယ်မတူဘူးတခြားသူနဲ့၃ဆလောက်အနည်းဆုံးသူများရဲ့ပြိသက်များဆိုအဲ့ဒါကြောင့်လည်း contract ကိုယ့်ကိုဆက်ဆက်ငါးနေရအဲ့လိုပဲခုနကပြောသလိုပါပြိသက်ကိုကိုက ပြောပွဲကလုံးဝ playback မဆိုးပွဲဆိုတချင်းဆိုတာအပုတ်130ရှိအကုန်လုံး and already စက်ကိုင်းနေဆိုအမဒီ130ကိုဘယ်လိုကြက်တာလဲဆိုပွဲကအဲ့လောက်ထိအရန်လေပစံရိုင်းတခုရဲ့မဟုတ်အဲ့လိုမျိုးကိုလည်းအကျိုးရှိရမယ်ပြိသက်လင်းဓာကြီးကတူနဲ့မယ်ဒီတချင်းရောရိုင်းဆိုနေလည်းဘယ်သူမှလာမချီတော့ဖုန်းဝဲပြန်ကြည့်ပါဘူးအဲ့လိုမျိုးလေးပေါ့နော်အဓိကအဲ့လိုစေတနာလေးထားပြီးတော့အလုပ်လုပ်တယ်ခုနဈေးဆိုတာလည်းအဲ့လိုပဲ သူလဲကြိုက်ရမယ်ကိုလဲအဆင်ပြေရမယ်ဘွန်းနှုတ်ကြတော့လေကိုကကိုတန်းတယ်လို့ဆဲအောင်ဆင်မလားဆိုတော့လေဘွန်းနှုတ်ကလုံးဝမဆင်နိုင်ဒါပေမဲ့အမောင်ကတော့တခုလေးပေါ့အဲ့ဒီအမောင်လေးကသူလဲအဆင်ပြေမယ်ကိုလဲအဆင်ပြေမယ်ပရိသတ်လည်းပျော်ရွှင်မှုရအောင်ဆင်မယ်ဆိုတဲ့ခါလေးနဲ့တော့ hydrate ရရှိခံတာပါအာရေဖော်လုံးလေးလေးပေါ့ရေဖော်လုံးလေးလို့လေဖော်လုံးလေးပေါ့နော်အဲ့လိုသူလေဖော်လုံးလေးဆိုတော့အရှင်ရှိနေတော့ပြန်တက်နေမှာပဲ hydrogen နဲ့ oxygen နဲ့လို့ပေါ့အချိန်ကြိမ်တော့လေတက်မဲ့ဟာလေးကဆက်တက်သွားမယ်ကြမဲ့ဟာလေးကကောင်းကကြမ်းကြသွားမယ်ကောင်းကကန်ကန်ဤကျိုးပါပဲအော်သူလေ သူ့ယူဆနေကိုကိုလေးကိုယူဆနေကိုလူဆွာမတူနိုင်ရင်းနေနော်ဟိုသူများကကြည့်လိုက်ပြီမဲ့ဒါလက်ဖမိုးဆိုမဲ့ကိုဘက်ကကြည့်လက်ဖမွားဆိုတော့သူ့အတွေ့ခုံလဲကိုမှားရင်လို့မပြောချင်းကိုကိုရဲ့အယူဆနေကိုဆက်သွားပါလူဆိုတာကိုလုတ်တဲ့အရာတိုင်းကိုပဲပြန်ရမှာပါကျေးဇူးများကြီးတင်ပါရှင်ပွင့်ဒီနေ့ဒီအချိန်ဒီနေရာလေးမှာဒီလိုလေးရက်တည်ခွင့်ရတာအဓိကပရိသတ်ရဲ့ကျေးဇူးကြောင့်ပါအာဂေါ်ဂျီလာကြောင့်ကြောင့်လေးဆက်ရတော့လေဂေါ်ဂျီလာဆိုတန်းပြီးတော့ကြောင့်ကြရေးပိုင်းနဲ့တန်းပြီးပရိသတ်ရင်ထဲမှာရက်ခွင့်ရရက်တည်ခွင့်ရခဲ့အခုတစ်ချိန်တည်းဆိုတော့လေဝင်လေးရသည်ဆိုတောက်လျှောက်နားရမရှိလားဟိုတောက်လျှောက်ဆိုရတယ် အဲ့ဒီကောင်ကပြိသက်ချစ်ပင်းနေလို့ပါအဲ့ဒါကြောင့်ပြိသက်တီကိုအစ်င့်ပန်နေစေတနာတွေဒီထက်မကပို့ပြီးတော့ပေးနိုင်မှုအတွက်ဖွင့်ကြိုးစားနေပါမယ်ရှင်ဟုတ်ကျေးဇူးများအစ်တမိုင်း